သူကသူစစ်ထောက်လာရင်းလို့ဆိုပြီးတော့ NGO ဝင်ကြီးဌာနလောင်းမှာ NGO ရဲ့လောင်းမှာရှိတဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်ပေးပါတယ်ဆိုရစစ်ထောက်လာရေးဆိုအောင်မောင်းခေါ်ခိုင်လေးอ่ะဟိုကျွန်တော်ကိုပေါ့နော်မင်းထိုင်းနဲ့မြန်မာပြည်ကိုပြန်လာရင်ပြန်လာကြည့်ပေါ့နော်မြို့ငါမြို့ငါပစ်တပ်လိုက်မှာဆိုပြီးတော့ကျွန်တော်အဲ့လိုချိတ်ချပါတယ်အဲ့အဲ့ဒါလည်းကျွန်တော် post တင်ထားပါတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာက NGO ရဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ဒုတိဒီလိုမျိုးပြည်သူတရားကိုပစ်တပ်မယ်လို့ပြောခွင့်ရှိသလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ပြည်ထောင်စုဝန်ကြီးကပြစ်တတ်မယ်လို့ချင်းချောက်ခံနေရကြောင်း NUG ထောက်ခံသူဦးထေးနိုင်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာပြောချင်တာကကျွန်တော်ပြီးခဲ့တဲ့ပတ်ကဟို NUG အစိုးရရဲ့လက်အောက်မှာရှိတဲ့ပြည်ထောင်စုဝန်ကြီးဌာနကအောင်မောင်းခေါ်ခိုင်လေးရဲ့အကြောင်းကျွန်တော်တင်ပြလိုက်တယ်ပေါ့နော်တင်ပြလိုက်တယ်ပေါ့အဲ့ဒါတင်ပြလိုက်တဲ့နေရာမှာဘာဖြစ်လာလဲဆိုတော့ဟိုတနေ့အောင်မောင်းခေါ်အောင်မောင်းခေါ်သူ့ကိုယ်သူစစ်ထောက်လိုင်းလို့ဆိုပြီးတော့ NUG ဝန်ကြီးဌာနလက်အောက်မှာ NUG ရဲ့ လက်အောက်မှာရှိတဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေပါတယ်ဆိုတော့စစ်ထောက်လာရေးဆိုအောင်မောင်းခေါ်ခိုင်လေးရဟိုကျွန်တော်ကိုပေါ့နော်မင်းထိုင်းနဲ့မြန်မာပြည်ကြံလာရေးကြံလာစီပေါ့နော်မြို့ငါမြို့ငါတစ်ပတ်လိုက်မှာဆိုပြီးတော့ကျွန်တော်လည်းချိတ်ချပါတယ်အဲအဲအဲ့ဒါလည်းကျွန်တော် post တင်ထားပါတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာက NUG ရဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့သူကြီးဒီလိုမျိုးပြည်သူတရားကိုပြတ်တယ်လို့ပြောခွင့်ရှိသလားကျွန်မရှိသလားပေါ့နော်အဲ့ဒါအဲ့ဒါလည်းကျွန်တော်တို့ညစဉ်းစားကြရတယ်ပေါ့သူကလည်းသူကလည်း NUG ကတကယ်ခံထားလားမခံထားလားကျွန်တော်လည်းမသိဘူးပေါ့ဗျာဒါပေမဲ့ဖြစ်ဖြစ်အသေးစားသောအရာတစ်ခုကတော့သူဟာဆိုလို့ရှိရင်စီဂျန်သမားတယောက်ဖြစ်တယ်သူကသူသူပြောပြတာပေါ့နော်ဒါသူပြောပြတဲ့အချက်လက်တွေကျွန်တော်စီမံအများကြီးရှိပါတယ် record တွေပါအများကြီးရှိပါတယ်နော်ဟိုအချက်လက်တွေအများကြီးရှိတယ်သူပြောတဲ့ပုံစံအရဆိုရင်သူကစီဂျန်သမားတယောက်ဖြစ်တယ်ဒီကနေ့မှာတယောက်ဖြစ်ပြီးတော့ဒီလိုရင်ငွေခိုးလုံလာတယ်ဆိုပြီးတော့သူအဲ့လိုပြောပြီးတော့မှဒီလိုပြည်သူတွေကိုပြဆော့ကားလာပြီးဒီ energy ရဲ့ပြည်ထောင်ဝန်ကြီးဌာနမှာရှိတဲ့ကမရှိတဲ့ကပေါ့နော်ဒီလိုလူမျိုးကြီးအဲ့တော့ဟိုပြည်သူတယောက်ကိုတော့မှပြန်ပြီးတော့ ပြတ်တက်မယ်ဆိုလို့ပြောရတဲ့သူတွေ NGO ကြီးပြည်ထောင်စုဌာနမှာမရှိဖြစ်မှုတော့ကျွန်တော်တို့ထင်တာပဲเนาะအဲ့ဒါလေးဒါအဓိကကြပါလေဆိုတော့ဟိုဒီဒေါ်လာရေးကာလမှာဒီကျွန်တော်တို့ဒီဒေါ်လာပြည်သူတွေဘက်ကိုခိုးလုံလာတယ်ဆိုတော့စီဒီအသမားတရားဒီလိုစကားမျိုးပြောတာကအလွန်ရှိုင်းပါတယ်เนาะဒီလိုစကားမျိုးကလုံးဝမပြောသင့်ပါဘူးအဲ့တော့ဒီလိုပြောတဲ့စကားတွေဒီဒါဒီဟိုဒေါ်လာပြည်သူတို့ဒေါ်လာဒေါ်လာရေးမှာပါဝင်နေတဲ့သူတို့ကျွန်တော်တို့မတတ်မှတ်ပါဘူးဒါရအယောင်ဆောင်လို့ပဲကျွန်တော်တတ်မှတ်ပါတယ်အဲ့တော့ခိုင်လေးခေါ် အောင်မောင်းကြီးစစ်ထောက်လိုက်ရဲ့နာမည်ခံပြီးတော့အယောက်ဆောင်ကျွန်တော်တို့ပြည်သူတွေကြားရောက်ဝင်ရောက်လာရင်တော့ကျွန်တော်တို့တတ်မှတ်လို့ရပါတယ်နော်။ဟိုမင်္ဂလာပါခင်ဗျာအားလုံးပဲ။အဲ့တော့ဒီလိုမျိုးပြည်သူတယောက်ကိုပြည်သူကခန့်ထားတဲ့ပြည်သူရဲ့တာဝန်တွေတာဝန်တွေလုပ်ဆောင်ပန်းနေပါလေဆိုတော့စစ်ထောက်လိုက်ရဲ့ဆိုသူအောင်မောင်းခေါ်ခိုင်လေပြည်သူလူထုကိုပြန်လှည့်ပြီးတော့ပြစ်တတ်မယ်ဆိုတဲ့စကားပြီးဒါပြည်သူစော်ကားနဲ့တူပါလေ။မင်းဒီတော်နိုင်ရင်မှတကယ်ဝင်မပါပဲနဲ့တော်နိုင်ရင်မှအယောက်ဆောင်တယောက်လုပ်တာကတော့တတ်မှတ်လို့ရပါတယ်နော်။အဲ့တော့ပြည်သူတွေတည်ထားဖို့ကဒီတော်နိုင်ရေးမှအယောက်ဆောင်တွေအများကြီးရှိပါတယ်။ ဟိုစစ်တပ်ကနေပြီးတော့ CDR လောက်လာတာပဲဖြစ်ဖြစ်နော်တော်လာပြည်သူတွေကြားထဲကိုနီးမျိုးစုံနဲ့ဝင်လာတာပဲဖြစ်ဖြစ်နော်အဲ့တော့တော်လာနေတဲ့သူမှန်တယ်များထဲမှာလေလူတိုင်းတွေတော်လာနေတာမဟုတ်ပါအယောက်ဆောင်ဒီတော်တော်များပါလေဆိုတော့ကျွန်တော်ဒီနေရာလေးကိုတင်ပြချင်ပါလေအဲ့တော့သူတို့ဒီဘုံမကြီးနဲ့ပေါင်းဖျားလို့တပ်ဖျားလို့ဆဲဆိုနေတဲ့သူတွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီလိုပြန်ပြီးတော့ဒီတော်လာနေတဲ့သူတွေလို့ကျွန်တော်တို့မြင်ထားပါတယ်ပေါ့နော်အဲ့တော့လူလူရဲ့အားလုံးဒီကျွန်တော်တို့ဒီဒီပေါင်းတို့တိုင်းပါမှာရှိရှိတော့ဘူးတော့အဲ့ဒါကိုကျွန်တော်တို့အကြည့်ပြောနေပါလေအဲ့တော့ခုချိန်ကတည်းကပေါ့နော် ကိုလုံးတမရအရာဒီဘယ်အရာမှမအရာမထင်မနဲ့ကို့ထိမှကို့နာပြီးတော့ပောက်ကွဲပြီးမှပြည်သူတွေပြန်လဲပြတ်တက်မယ်ဆိုတဲ့စကားမျိုးဒီဝင် energy ကိုညှိထားတာမရှိသင့်ဘူးလို့တော့ကျွန်တော်တို့ထင်တာပဲအဲ့ဒါလေးကျွန်တော်အဓိကဟို highlight လုပ်ပြီးကျွန်တော်ပြောချင်တာပါအဲ့တော့သူသူဒီစက်တက်တက်လာပြီးတော့ CDL လောက်လာတဲ့အကြောင်းကြီးဒီညှင်းဆိုလို့မရပါဘူးကျွန်တော်တို့မှဒီသူပြောဆိုထားချက်တွေများအားလုံးနဲ့ဟိုကျွန်တော်တို့ရဲ့ရောင်ရင်းကြီးကိုကြီးကိုကိုလည်းမဆုံးခင်ကသူကိုကြီးကို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 လည်းပြောခဲ့တဲ့စကားတွေအတန်ဖိုင်တွေကကျွန်တော်တို့ဒီမှာအများကြီးရှိပါတယ်နော်အဲ့ဒါလေးတွေကလည်း အဲ့ဒါလေးတွေကျွန်တော်တို့ကတင်ပြချင်းတင်ပြခွင့်ရရင်တော့တင်ပြချင်းပါလေးရဲ့အဲ့ဒါလေးရောက်လို့တော့ဒါပေမဲ့အဲ့ဒီ post တွေအကုန်လုံးကျွန်တော်တို့တင်ပေးပါမယ်နော်တင်ပေးပါမယ်အဲ့ဒါလေးကဘာလို့တက်တည်ပြီးပေါ့နော်ဒါအမိုင်းမှာဟိုထားရှင်းရမယ့်တက်တည်ပြီးပေါ့အဲ့တော့ဒီလိုထားရှင်းမဲ့တက်တည်ပြီးကျွန်တော်တို့ကဘယ်တော့မှဖြောက်ဖြစ်မှာမဟုတ်ဘူးဒီလိုမျိုး social media မှာပြည်သူလူထုတည်အောင်လေကျွန်တော်တင်သွားပေးပါမယ်လို့အဲ့ဒါလေးကျွန်တော်အဓိကထားပြီးတော့ပြောချင်ပါသေးပါတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့လည်းတတိထားမှာကဟို NGO ဝင်ကြီးဌာနမှာလုတ်တယ်လို့ဆိုတိုင်းလေဒီလူတွေဒီပြည်သူပေါ်မှာစဉ်းစားထားတဲ့သူမဟုတ်ပါနော်အင်းမင်္ဂလာပါအားလုံးမင်္ဂလာပါကိုကိုမင်္ဂလာပါဒီလူတွေအားလုံးဒီလေပြည်သူလူထုပေါ်မှာ ဟိုစေတနာထားခြင်းမဟုတ်ပါဒီလူလူထုရဲ့ဈာလေးကိုအယောင်ဆောင်ဝင်ရောက်လာတဲ့အဆူပူတက်တွေဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့လူတွေအားလုံးဒီဒီစစ်အာဏာရှင်စနစ်ဆိုရတုတ်ကြွေးလုံးနေကြတဲ့လူတွေကြီးပါပဲဒီလူတွေကိုဒီလိုလူတွေကိုမှပိတ်တတ်မယ်လို့ဆိုတဲ့ NUG ရဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့အောင်မောင်ဖော်ခိုင်လေးတော်တော်လေးကိုဟိုအောက်တန်းကြားတဲ့စကားလုံးကြီးကို ပြောပြောသားယူပေါ့နော်အဲ့တော့မင်းပြောသားတဲ့စကားတွေမင်းတောင်းဝန်ယူရမယ်ပေါ့နော်အဲ့ဒါတွေတက်ပြောချင်လာပါအဲ့ဒါတွေပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကလောက်ရမယ်အလုပ်ဒီစိတ်အာနာရှင်မိစ္ဆာတွေစနစ်တွေတုတ်ကြဖို့ပဲအဲ့ဒါအဓိကပါအခုလောလောဆယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်သူတွေဂျားတွေကိုဘာသာရေးမှိုင်းတိုက်ပြီးတော့လူမျိုးရေးဘာသာရေးအထီးကုံဖြစ်အောင်ခံတင်းနေတဲ့လောက်ရတဲ့ကျွန်တော်တို့မြန်မာထင်နေမြင်လာရပါတယ်အဲ့တော့ကျွန်တော်တို့လောက်ရမယ်အလုပ်ဒီစိတ်အာနာရှင်စနစ်ဆိုရင်ဒီမိစ္ဆာကောင်တွေတုတ်ကြဖို့ပါအဓိကပါကျွန်တော်တို့ဒါယူအရင်ပတ်ဆိုင်လို့မရဘူးအဲ့တော့ဒီလူမျိုးရေးဘာသာရေး ကြားထဲမှာဝင်ရောက်ပြီးနှောက်ရှက်နေတဲ့သူတွေကိုကျွန်တော်အာရုံစိုက်ဆံမလို့ပြန်လဲတောက်ပြန်စရာလည်းမလို့သူတို့ရဲ့ခေါ်ဆောင်ရနောက်နဲ့ကျွန်တော်လိုက်သွားကြမလို့ဆိုတာကအဓိကကြားတဲ့အချက်ပါနော်ဒါဖြစ်လို့လဲဆိုတော့ဒီစခွင့်မရောက်နိုင်တာဒီယခုဟိုပြည်သူ့ဆန္ဒခံယူပွဲဆိုပြီးတော့ထောက်ဟိုမဲပေးဖို့လက်စည်းရုံးနေတဲ့အချိန်မှာသူတို့ရဲ့လှုပ်ဆောင်ချက်တွေဒီစစ်အာဏာရှင်စနစ်ဆိုးတွေရဲ့လှုပ်ဆောင်လှုပ်ဆောင်ချက်တွေဒီဘယ်ပြည်သူကမှထိတ်ချုပ်နိုင်တော့မရှိဘူးနော်အဲ့တော့ပြည်သူတွေရဲ့မဲကိုလိုချင်လို့ လောက်ဆောင်နိုင်ခြင်းလည်းမရှိဘူးပြည်သူတွေအနေနဲ့လည်းဘယ်မဲမှလည်းထည့်ပြီးမှလည်းမဟုတ်စားကျွန်တော်တို့ယူပါတယ်အဲ့တော့နောက်ဆုံးအမထူထောက်ရတဲ့ဘာသာရေးလူမျိုးတွေကိုမှိုင်းတိုက်ပြီးတော့တစ်ဖက်တစ်လမ်းကနေပြီးတော့မြန်မာနိုင်ငံတွင်းမှာမငြိမ်မသက်ဖြစ်အောင်လောက်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်နော်ကျွန်တော်တို့ယူဆတဲ့အတွက်အဲ့တော့ဘာသာရေးလူမျိုးတွေမှိုင်းတိုက်တဲ့ကြားထဲမှာဘယ်သူမှပါဝင်မသွားဖို့ကျွန်တော်ဒီညနေ့မိသားရက်ခံချင်ပါတယ်တော်တော်များများကတော့ဒီဇိုင်းမမဘာသာရေးလူမျိုးတွေပတ်သက်ပြီးတော့ဟိုချက်ချက်လောက်လောက်ပြောဆိုနေတာတွေကျွန်တော်တို့ကြားနေရတယ်နော်အဲ့နောက်ကိုပါမသွားဖို့ကျွန်တော်အထူးမိသားရက်ခံပါတယ်ဆိုတော့အခုမြန်မာနိုင်ငံတွင်းမှာရှိတဲ့ပြည်သူလူထုတွေနေနဲ့လေ ဟိုလူခွင့်ရေးဆိုတာဘာမှမရှိတော့ပါဘူးเนาะပြည်သူတွေကိုအတင်းအဓမ္မခိုင်းစေတာမျိုးတွေပြည်သူတွေကိုအတင်းအဓမ္မစစ်တပ်ပြောဆွဲခေါ်တာမျိုးတွေပြည်သူတွေကိုအတင်းအဓမ္မနေရက်ကိုပြန်ခိုင်းတာမျိုးတွေကျွန်တော်တို့တွေ့နေရပါတယ်ဟိုကြောက်မဲဘက်မှာဆိုလို့ရှိရင်လည်းကြောက်မဲတို့တို့ပြန်ပြန်ထိမ့်သိပြီးရဲ့အချိန်မှာစစ်ပြေးရှောင်ကြောက်မဲတဲ့ပြည်သူဒီသားတွေကိုအတင်းအဓမ္မဒီကြောက်မဲမျိုးတွေကိုပြန်လာဖို့ကိုဟိုစီယုံတင်းသွင်းနေတာကျွန်တော်တို့ကြားမြင်တွေ့ရပါတယ်စိတ်ချမကောင်းပါဘူးเนาะအဲ့တော့ပြည်သူတွေနေနဲ့ပြန်လာခြင်းပြန်လာခြင်းနဲ့အကြောင်းအရာတွေကဒီမျိုးရဲ့ပတ်ပတ်လည်မှာ ဒီစစ်တပ်ကထောင်ထားတဲ့မိုင်းတွေဒီဒီနေ့ထိတို့ပြန်လဲမတူးခေါ်သေးပါဘူးရှင်းလင်းလေးပါဘူးထပ်ပြီးတော့ဒီမိုင်းတွေကိုထောင်ထားတဲ့ထောင်ထားစဲထောင်နေစဲပဲဖြစ်ပါလေအဲ့တော့ဒီကြောင်မဲမျိုးကြီးကိုဆုတ်ခွာပြီးတော့ထွက်ပြေးသွားတဲ့ဒီစစ်ပြေးပြည်သူတွေနေနဲ့ဘယ်လိုလုပ်ပြီးများဒီကြောင်မဲမျိုးပြန်ဝင်နိုင်ပါမလဲအဲ့ဒါကိုအတရားတော့မပြန်ဝင်ခိုင်းနဲ့ပြန်ဝင်လာလို့ရှိရင်အိမ်ကိုချိတ်ပိတ်မယ်ဘာညာချိန်ပေါင်းနေရတယ်ကဒါကျွန်တော်တို့ရဲ့ပြည်သူတွေလူခွင့်ရေးကိုစော်ခါနေရတယ်အတူတူပါပဲအဲ့တော့မြန်မာနိုင်ငံကဘယ်ပြည်သူမှလူခွင့်ရေးကိုအပြည့်အပြည့်ဝမရရှိနိုင်ဘူးလူခွင့်ရေးချိုးဖောက်ခြင်းကိုခံနေရတယ်အဲ့လိုအရာတွေအားလုံးကိုကျွန်တော်တို့တောင်းတနိုင်မှုကျွန်တော်တို့စူးစမ်းနေတဲ့အချိန်မှာဒီလိုမျိုးလူမှုရေး ဘာသာရေးလူမျိုးရေးအထူးရုံဖြစ်ဖို့ကိုကျွန်တော်တို့အထုတက်နဲ့ရှောင်ရှားဖို့အရင်ရေးကြည့်ပါလေနော်ဒီစစ်စစ်ခွေးရလည်းမဲပေးမဲ့အရေးကိုဒါလည်းအထူးအရေးဆိုင်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အထူးတတိထားမယ်အချက်တွေပါပြည်သူတွေအနေနဲ့လည်းမိမိပြည်ထဲမှာကော်ပိုရိတ်တွေမတော်လန်နိုင်ဘူးဆိုရင်တောင်မှတော်လာစိတ်လေးရှင်ထဲမှာထားပြီးတော့ငါတို့ဒီစစ်ခွေးတွေကိုဘလို့နီးနေနိုင်ငါတို့တော်လာနိုင်မယ်ဆိုတော့နီးလန်းလေးနဲ့ပေါ့ဥပမာဒီလိုရေကောက်ပဲကြီးကိုမတက်ရောက်ပဲနဲ့အိမ်မှာနေရောမရဘူးလားကျွန်တော်ဒါစဉ်းစားကြည့်ကြရအများကြီးပါတယ်နော်အဲ့တော့ မြေတူတူကြောင့်ဘယ်နိုင်ငံမှာမှမမဲထင်ရမယ်ဆိုတဲ့အတရားမှာစိတ်ခိုင်းချက်မျိုးဘယ်နိုင်ငံမှာမှမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီစစ်အုပ်စုမိစ္ဆာတွေကတော့အတရားမှာမဲထင်ခိုင်းချက်မမထင်ရင်ဘာလို့မနိုင်ကြလို့ဆင်းရှောက်နေနေခိုင်းနိုင်ချင်ရှိပါလေ။အဲ့တော့ဒီလိုလေးလေးဒီနေလည်းကတော့ဟိုကိုအတိငယ်ပေါ့အတိညာနဲ့ဘက်ဘက်ဘက်ပေါင်းစုံကနေပြီးတော့စဉ်းစားနေဖို့တော့အရင်အရေးကြီးပါတယ်ဗောနော်။အဲ့လိုအရာမျိုးတွေကိုကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့ဘယ်လိုရည်တည်ပေးပြီးတော့ဘယ်လိုစဉ်းစားပေးနိုင်မလဲဆိုတာကျွန်တော်တို့ဒီ ဒီ online မှာရှိတဲ့ social media မှာရှိတဲ့ speaker တွေအနေနဲ့လည်းဟိုစဉ်းစားပြီးတော့ဟိုပြန်လည်ပြီးတော့ကြောကြပေးစီချင်ပါတယ်ဗောနော်အဲ့ဒါလေးကျွန်တော်အဓိကပြောချင်ပါတယ်နောက်တစ်ချက်ကျွန်တော်တို့ဒီဒီတော့ကပြည်သူတွေဈားထဲမှာစောင့်တက်တမနဲ့ရှေ့ရနေပြီးတော့ဆက်ဆောင်ပေးနေတဲ့သူတွေရှိပါတယ်အဓိကကျွန်တော်ပြောချင်တာကဟိုဟိုမပါဆက်လို့သူဆိုလို့ရှိရင်လည်းဟိုသူပြောပြတဲ့စကားရှင်းပါတယ်ဗောနော်သူရဲ့လှုပ်ဆောင်ချက်သူရဲ့ရည်တည်မှုရဲ့အားလုံးကိုဟို ဆွဆွဲနေတဲ့သူတွေအားလုံးအတွက်သူစိတ်ခေါ်ထားလို့ရှိပါတယ်ဗောနသူရဲ့ပိုင်ဆိုင်မှုတွေသူရဲ့စီးပွားရေးတွေအားလုံးဒီသူရဲ့ကိုကျိုးလှုပ်ဆောင်ခဲ့တဲ့အရာအားလုံးဒီအားလုံးဒီဘယ်လိုပဲဖြစ်ဖြစ်သူရဲ့တက်ကမှန်ကန်ချောင်းဗောနမှန်ကန်ချောင်းဘသူပြောတာဘသူကဆွဆွဲဆွဆွဲသူလောက်ရကိုသူရှေ့ဆက်ပြီးလောက်သွားမယ်ဆိုတဲ့အရာတွေသူပြောပြခဲ့ပါတယ်ဗောနအဲ့တော့သူရဲ့စိတ်ခေါ်ထားမှုလည်းရှိပါတယ်သူရဲ့ပိုင်ဆိုင်မှုတွေသူရဲ့စီးပွားရေးတွေအားလုံးဒီသူရဲ့ချွေးနေတာနဲ့သူရဲ့မိသားစုချွေးနေတာနဲ့ရှာခဲ့တဲ့အရာတွေအားလုံးဖြစ်ချောင်းကိုတက်တည်ပြနိုင်ပါတယ်တက်တည်ရှိရဲ့လူဒေါ်လာ2သိန်းနဲ့ တင်ပြီးတော့လောင်ရေးစားရေးလုပ်ရတဲ့ဆိုတော့စိန်ခေါ်မှုနောက်ပိုင်းမှာမြေသူတူတယောက်မှအဲ့စိန်ခေါ်မှုကိုလက်ခံခြင်းလည်းမရှိခဲ့ဘူး။မတရားဆွဆွဲတာပဲရှိပါတယ်ပေါ့နော်။အဲ့တော့ Aspasello အနေနဲ့အခုလောလောဆယ်မှာသူ project ကိစ္စကြီးတွေမလုပ်နိုင်ပေမဲ့လည်းသူ့ရဲ့တက်ဆန်းသမျှဒီအင်အားနဲ့တော်လိုင်းရေးကိုဘယ်လိုဆက်လက်လုပ်သွားမယ်ဆိုတာကသူအတိအလေးကြေညာပေးပါသည်။ Aspasello ဒီတော်လိုင်းရေးလုံးဝနားသွားခြင်းမရှိပါဘူး။နော်။ပါဆယ်လိုဒီနားသားရင်းမရှိဘဲနဲ့သူ့ရဲ့လောက်ရကိုဆက်ဆက်ပြီးလောက်ဆောင်နေမှာပါအခုပါဆယ်လိုဒီလိုမျိုးနားသားဟိုခက်တာခဏ အနားယူပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ဘသူတွေကိုတိုက်ခိုက်လာလဲဆိုတော့ကျွန်တော်တို့ရဲ့ဟိုအမှုပညာရှင်ဖြစ်တဲ့ကိုလင်းလင်းနဲ့မချစ်တူဝေတွေလည်းသူတို့ဆက်လက်ပြီးတော့တိုက်ခိုက်လာပါတယ်ကိုလင်းလင်းနဲ့မချစ်တူဝေဝယ်ထားတဲ့အိတ်ကိုလည်းဘယ်ရပဆန်ရဘယ်လိုပဆန်ရဘာညာဆိုပြီးတော့ဟိုသွတ်ဆွဲနေတာလည်းရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်တခုတော့ပြောချင်ပါတယ်ဒီအမေရိကန်နိုင်ငံမှာအိမ်ဝယ်ရတာလွယ်တယ်လို့အိမ်ရောင်ရတာလည်းလွယ်တယ်အဓိကကလုံဆောင်တက်ဖို့နဲ့လုံဆောင်နိုင်ဖို့ပဲအရင်ရေးကြည့်ပါတယ်အဲ့တော့ဒီလိုလူတွေကိုသွတ်ဆွဲနေတဲ့သူအားလုံးကိုကြီးလိုက်လို့ရှိရင်လည်းအမေရိကန်နိုင်ငံထဲမှာနေထိုင်နေတဲ့သူတွေအများဆုံးတွေ့ရပါတယ် ဲ့တော့ခင်ဗျားတို့ကျွန်တော်ပြောမယ်အမေရိကန်နိုင်ငံထဲမှာခင်ဗျားတို့နေပြီးတော့ဒီလိုမျိုးဟို loan process တွေကိုမသိတာလားအိမ်အယောင်းဝယ်လုပ်တဲ့ခန္ဓာတွေကိုခင်ဗျားတို့မသိတာလားလူတွေကိုမနာလိုဝင်တိုစိတ်နဲ့တက်အပုတ်ချခြင်းနဲ့စိတ်နဲ့ပြောနေတာလားဆိုတာမသေးခွဲတော့ဘူးဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ဒီနိုင်ငံမှာအနည်း20 25နှစ်အနည်း20အနည်း30နှစ်မှာအိမ်ဝယ်နိုင်ခြင်းကခင်ဗျားတို့အသုံးကြလို့သူတို့မှာသူတို့မှာသူတို့ရဲ့လုံဆောင်နိုင်ခြင်းရှိလို့သူတို့ရဲ့ကြိုက်လုံဆောင်နိုင်ခြင်းသူတို့ရဲ့ဟိုအတွေးခေါ်ရှိလို့သူတို့အိမ်ဝယ်သွားတာခင်ဗျားမနာလို့ကြအကြောင်းဘာမှမရှိဘူး မနာလို့ရအကြောင်းကိုမရှိအောင်မရှိရခင်ဗျားကပတ်စံရှိရခင်ဗျားဝယ်လို့ရတယ်ခင်ဗျားကအလောက်ကန်ရှိရခင်ဗျားကဝယ်လို့ရတယ်ခင်ဗျားတို့တက်တက်လို့အလုံးမလုံးနဲ့ဒီဟိုအမေရိကန်အစိုးရပေးစာကစားပဲခင်ဗျားတို့ EBD တွေပဲထိုင်စားပြီးတော့ခင်ဗျားတို့အလုံးမလုံးခဲလို့ခင်ဗျားတို့မဝယ်နိုင်တာလေခင်ဗျားတို့လာပြီးမှအလုံးတွေလုံးခဲလို့ခင်ဗျားကမချမ်းသာတာလေအဲ့ဒါကိုခင်ဗျားတို့ထည့်တွေ့လေထည့်ပြောလေသူများတွေဟိုရောက်ပြီးတော့အိမ်ဝင်လာအခုတယောက်ပြရလို့ဆိုလို့ဒီနေ့ရမနေ့ကတို့ဝယ်လို့ရတယ်သူတို့ပတ်စံနေပါလာတယ်သူတို့မှအတိုင်းဝိုင်းရှိတယ်တယောက်တယောက်တွေမှအဖွဲ့အစည်းရှိတယ်ဒီနေ့ရမနေ့ကတို့တယောက်တွေဝယ်လို့ရတယ်အများကြီးကျွန်တော်တို့ပတ်ဝန်းကျင်မှာဝယ်နေတယောက်တွေ ဝင်ဝင်လာပြီးဝယ်ခွင့်ရှိတယ်အမေရိကန်နိုင်ငံမှာအမေရိကန်အစိုးရကရောင်းကိုရောင်းကျင်တာမီသူမီသူမဆိုအိမ်လာဝယ်မီသူမဆိုရောင်းတယ်ဘာဖြစ်လို့လဲသူတို့က tax credit ရတယ်လေသူတို့ tax ရရတယ်လေသူတို့ရရှိရ tax ရကျွန်တော်ကျွန်တော်အမေရိကန်နိုင်ငံမှာသုံးခွင့်ရတယ်လေအဲ့ဒါကြောင့်မီသူမဆိုအမေရိကန်မှာအိမ်ဝယ်လို့ရတယ်ဆိုတော့ကျွန်တော်ပြောတာခင်ဗျားတို့အရင်နေ့ရှောက်ပြောမင်းနဲ့ကိုအိမ်မဝယ်နိုင်နဲ့ကိုအတော့မကြနိုင်အဲ့ဒါကြီးသူများလေးအိမ်ဝယ်တာခင်ဗျားမနာလို့ဖြစ်ကြအကြောင်းမရှိဘူးဟုတ်ဘာလဲလို့ဆိုအေးစင်းနေသွားပြီဒီအမေရိကန်နိုင်ငံမှာရှိတဲ့မက်ခင်မို့ခင်ဗျားကျွန်တော်ပြောတော့မယ်ခင်ဗျားကြီး ။တောက်ဆောက်ပန်းစလို့တက်ထလာတယ်။ဒီပန်းစလို့အေးအေးလေးနေနေတူတာတူ။ဒီချင်းကပြီးတာကြီးနေတယ်။ဒီနေ့ကျွန်တော်မနေ့ကနေ့တက်နေတော့ပန်းစလို့။ခင်ဗျားတို့ကမနာလို့အမုန်းတရားရဲ့တူကြီးရအောင်။ကျွန်တော်တို့ကြီးရတယ်တတော်ရကြီးရတယ်။ခင်ဗျားတို့လူတယောက်ပေါ်မှာမနာလို့ချင်းကိုအတုံးမကြတာကိုထုတ်ဖို့ပြောရခြင်း။ကိုခုနဲ့အိမ်မဝင်နိုင်ခြင်း။အိမ်ဝင်နေတဲ့သူတွေကိုမနာလို့ဖြစ်ချင်းကြီးခင်ဗျားတို့ရင်ထဲမှာအငြင်းနဲ့ကြင်အောင်နေတယ်အငြင်းနဲ့ကြင်အောင်နေတာဒီအမေရိကန်နိုင်ငံမှာရှိတဲ့တော်လန်ပါတယ်ဆိုလို့ဒီနာမည်ခံထားတဲ့သူတွေတော်လန်ရဲ့အယောင်ဆောင်တွေ တော်လန်ပြည်သူတွေဘက်ကပါဆိုပြီးတော့ပြောနေတဲ့သူတွေအကုန်လုံးဒီတကယ်တော်လန်ဒီတော်လန်နေတဲ့သူတွေတိုက်ခိုက်နေတာအမေရိကန်နိုင်ငံသူတွေတခြားသူတွေမတိုက်ခိုက်ဘူးခင်ဗျားတို့ရဲ့မတိကြိုးကြိုးပြောဆိုမှုကြောင့်ပြည်ပမှာချင်းတွင်းမြစ်အတွင်ရွှေမတူးဖို့မင်းကင်းဒေတာခံတွေနှစ်ကြိမ်ဆက်ဆံတာပြစစ်အုပ်စုရဲ့မိရှူတာကိုခံခဲ့ရတဲ့ကြေးရွာတွေကရွှေတူးမဲ့တော်လန်ရဲ့အဖွဲ့တွေကိုဆန္ဒပြတာဖြစ်စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်းပြည့်ကြေးရွာအနီးကချင်းတွင်းမြစ်အတွင်ရွှေတူးဖော်မဲ့အစီအစဉ်ကိုကန့်ကွက်ကြောင်း ရာချီတဲ့ဒေတာခံတွေကအော်တိုဘာ၂ရက်နဲ့၅ရက်တွေမှာနှစ်ကြိမ်ဆက်ဆန္ဒပြခဲ့တယ်လို့သတင်းရရှိပါတယ်။လောင်ကြီးကြီးရွာအနီးချင်းတွင်းမြကန်းမှာရွှေတူးဖော်ဖို့မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပဖတာဝန်ခံနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံတို့ကစီစဉ်နေတာဖြစ်ပြီးရွှေတူးဖော်ပါကလေအီကတတောင်းကျော်ပျက်စီးသွားနိုင်တာကြောင့်ကန့်ကွက်ဆန္ဒပြကြတာဖြစ်တယ်လို့ဆန္ဒပြတပိတ်ဥဆောင်သူတဦးကမဖူကိုပြောပါတယ်။ဒီတူးမဲ့နေရာကမြေနုကျွန်းတွေပျက်စီးသွားနိုင်တယ် ိန်အောင်စု2000ကျော်စာဝတ်နေရေးအသက်သွေးကျော်ဖြစ်ပါတယ်။ဒီကျွန်းပေါ်မှာမိတင်းနေကြရတာဒီနေရာမှာရွှေမျိုးလုတ်ကင်ကြမယ်ဆိုကံပါပြူတာရေတိုက်စားတာတွေစိုးရိမ်ရပါတယ်။ရှင်းတွင်းမြစ်အတွင်ရွှေတူးဖော်မှုကန့်ကွက်ကြောင်းနှစ်ကြိမ်ဆက်ဆန္ဒပြမှုကိုဘင်းအုံနေပုတ်စင်ကလေးညောင်ပင်သာလောင်းပြည့်တင်တော်အနောက်တော်ကြောက်ခဲတက်စတဲ့မင်းကင်းနဲ့ရှင်းတွင်းမြစ်တို့တျှောက်ကြီးရွာတွေကဒေသခံပြည်သူ2000ကျော်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ပထမအကြိမ်တောင်းဆိုမှုမရတာကြောင့်အခုလိုနှစ်ကြိမ်ဆက်ဆန္ဒပြရတာဖြစ်တယ်လို့ဆန္ဒပြတဲ့ဘိတ်မှာလိုက်ပါသူတဦးကလည်းပြောပါတယ်တောင်းဆိုတာကမရသေးဘူးဒါကြောင့်ဆက်ပြကြတာမြင်းနုမြင်းရင်ဧကပေါင်းတပေါင်းကျော်ရှိတယ်ပျက်စီးနိုင်တာကဒီလိုဆန္ဒပြခံရတာနဲ့ပတ်သက်ပြီးမင်းကင်းမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပါဖတာဝန်ရှိသူထံကိုမဖက်ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိသေးပါဘူး။ဒီကမြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေကဘူးမတိဘာမလို့လဲဝင်ပြီးတော့ပြန်လေတိုက်ခိုက်နေရတာ။အဲ့ဒါခင်ဗျားတို့အသုံးချလို့ ော်လာနေပါတယ်ဆိုတဲ့သူတွေခင်ဗျားတို့အသုံးပြလို့ဒီနိုင်ငံမှာနေပြီးတော့အိမ်ဝယ်ခြင်းအိမ်ရောင်းခြင်းကိုခင်ဗျားတို့မပြီးဘူးကျွန်တော်စိတ်ထင်ရတော့ဒီကိုလင်းလေးနဲ့မချစ်သူတွေဒီတော်လာရင်ပြီးတော့လို့ရှိရင်သူတို့ဝယ်ထားတဲ့အိမ်ကိုသူတို့ပြန်ရောက်သွားမှာလို့ကျွန်တော်ယူဆတယ်သူတို့ဝယ်ထားတဲ့အိမ်ကိုသူတို့ပြန်ရောက်ပြီးသူတို့မြန်မာနိုင်ငံသူတို့ပြန်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်မပါစဲလို့လည်းဒီလိုပဲဒီတော်လာရင်ပြီးသွားလို့စစ်ခွေးမရောက်လည်းတုတ်ကြပြီးလို့ဒီသူကတင်ရတဲ့အရသာဆိုးရပြန်လည်းဖွဲ့စည်းပြီးလို့ဒီမြန်မာနိုင်ငံအုပ်ချုပ်ချက်ချိန်မှာသူတို့တွေအကုန်အားလုံးဒီသူတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေအကုန်ရောင်းချပြီးတော့မြန်မာနိုင်ငံကိုပြန်ပြီးတော့မြန်မာနိုင်ငံမှာအခြေချမယ်လို့ကျွန်တော်ယူဆပါတယ် ဲ့ဒါပဲသူတို့ဒီနေရာရချင်လို့မဟုတ်ဘူးသူတို့ဒီထိုင်ဖို့နေရာလိုချင်လို့မဟုတ်ဘူးသူတို့ဒီနာမည်ကြီးချင်လို့မဟုတ်ဘူးသူတို့လုံဆောင်ရတဲ့အလုပ်တွေသူတို့လုပ်တယ်အကူလေးလေးနဲ့မတူမချစ်သူတွေသူတို့အချိန်ညိုပေးရတယ်သူတို့ရှင်ထဲမှာရှိတဲ့တခြင်းတွေသူတို့ဆိုရတယ်သူတို့အာကောင်တွေကသူတို့စိုက်ထုတ်ရတဲ့လေတွေနဲ့သူတို့တီးဆိုပြီးတော့မှရရှိတဲ့ရပုံငွေတွေကိုမြင်းကြီးကိုတက်လာရခံလို့ရှုတယ်ဒါသူတို့လုပ်နေတဲ့အလုပ်တွေခင်ဗျားတို့ဘာလို့မနာလိုဖြစ်နေရတာလဲကျွန်တော်တို့ကကိုလေးလေးမချစ်သူတွေလိုပဲတာကြီးရက်တည်တယ်သူတို့လုပ်နေတဲ့အလုပ်ကိုသူတို့လုပ်နေတာ 哎，我看伢们那六家讲办公室，要加要加六十哪边？每晚在俺小目标呢，啊，没有别人把他来归那个完。但我一直都想，要加六十哪边？要家都在办公室有信号，要加公室有。有。我问哎，我奶奶就是他少讲嘞，都是把意见记录在奶奶都是把信息记录在奶奶那。他你的是我。 ကိုလေးနဲ့မချစ်သူဝေငါတိုင်းကအိမ်ဝယ်သွားပါလေဘာအိမ်ဘာဝယ်သွားပါလေသူတို့မိသားစုရက်တည်ဖို့အတွက်မိသားစု၄ယောက်ရှိရဲ့အိမ်ငါနေလို့ရှိရင်ဘယ်လောက်ဒုက္ခရောက်လဲတနည်းတက်လာတက်လာပေးရတဲ့ပတ်စံ2500ဒေါ်လာသူတို့ဖယ်ပြီးတော့လေသူတို့ low processor တောင်းနေအိမ်ဝယ်လိုက်တယ်သူတို့ပေးရမယ့်အိမ်လာကပေးဆောင်အောင်လုံးလုံးရငွေကြေးတတ်ဖို့ဒါသူတို့ပြန်ရမယ့်ပတ်စံလေးကတူရဲ့ရှင်နေတော့သူတို့လောက်တယ်သူတို့ဘဝရက်တိကိုတည်တယ်သူတို့မိသားစု၄ယောက်အိမ်လေးမှာအေးဆေးနေလို့မရအောင်လားခင်ဗျားတို့ဘူးလီတာမပွားပေးနိုင်ဘူးလားဘူးလီတာပွားပေးရမှာ သူတို့ဒီမြန်မာနိုင်ငံမှာချမ်းလန်းတော့နာမည်ကြီးနေတဲ့ celebrity တွေလေဒီနိုင်ငံမှာလူလိုနေကြတာပေါ့ဒါကြောင့်ခင်ဗျားတို့မစင်စားလို့လားစဉ်းစားပြရမှာခင်ဗျားတို့ပြည်သူတွေပြည်သူမဟုတ်လားပြည်သူဖြစ်ဖြစ်တဲ့အမှုပညာရှင်တွေကိုပြည်သူတရားနေနဲ့ဝမ်းဝမ်းပြီးတော့ကာဝယ်ပေးရမှာခင်ဗျားတို့မတောင်းမရှိဘူးလားသိရှိတာပေါ့ဒါကြောင့်ခင်ဗျားတို့လူလိုမစင်စားခဲ့ဘူးလူလိုမတွေးခဲ့ဘူးမနာလိုမုန်းတီးစိတ်ကြီးနေခင်ဗျားတို့တွေးခဲ့တာတကယ်တော့ခင်ဗျားတို့မားတယ်ကိုလင်းလင်းတို့ကိုလင်းလင်းတို့မချစ်သူတွေလို့မှန်တယ် တို့လောက်လိုက်ဆိုတို့မှန်တယ်တို့တို့မိသားစုဘဝလေးမှာဒီအိတ်လေးမှာအေးချမ်းချမ်းနဲ့ရက်တည်ပြီးတော့တော်လန်တော်လန်ရေးတဲ့ဘလို့အထောက်အကူပြုမယ်အချင်းနေဆိုမယ်ကလာရီတီးမယ်ဒီနိုင်ငံမှာအင်္ဂါနေပြီးတချင်းဆိုဂီတာတီးဖို့လေဘေးရန်အင်ကြားလို့ရှင်အနောက်ရန်အင်ကြားလို့အရှိန်ဘေးကြားလို့ရှင်ဘလို့လုပ်မယ်ကွန်ပလိန်တွေလာမှာတို့တို့အင်တို့ဝယ်ပြီးတို့စတူဒီယိုလေးနဲ့တို့ကတို့လုပ်လို့အချင်းနေတိုက်အချင်းနေရှိဟာလိုအပ်တယ်ဒါလိုအပ်တယ်အိမ်ဝယ်ဖို့လိုအပ်တယ်အဲ့ကြောင့်တို့ဝယ်တာခလောက်အနားမလဲဘူးတို့ရှင်ထဲမှာထွက်လာတဲ့တော်လန်ရေးအတွက်တချင်းစာသားတွေတော်လန်ရေးရေးအတွက်ရေးမဲ့တချင်းတွေ တော်လာရေးတဲ့ပြည်သူတွေကိုတင်ဆက်ခြင်းနဲ့အမှုပညာအမှုပညာတွေဒါညာကိုပိုင်အရှိမအလုပ်လုပ်ရတာအဆင်ပြေတယ်ခဏလိုလိုမျိုးဟို၆ပေဆွဲပြီချစ်ပေဆွဲပြီအခါလေးတက်မှနေပြီးတော့အနေရသာလေးအိတ်လို့ရရင်ပြီးရောဆိုတဲ့အနေထားပြီးရဲရဲတူသားတွေမှာကိုလေးလေးနဲ့မချစ်သူမပါဘူးသူတို့မပါဘူးရောက်ရပေါ်မှာရောက်လို့ရောက်ရတယ်လို့အိတ်ပြီးရောက်ရတယ်လို့စားမယ်ဆိုတဲ့အချိန်မှာကိုလေးလေးနဲ့မချစ်သူတွေမပါဘူးသူတို့ရဲ့နေမှာဒီမှာပိုင်ဆိုင်တယ်များအရာအလုံးဒီခဏလို့တဘွားစားလို့တဘွားတဘွားစားလို့နဲ့အတက်နေတယ်ခဏလို့သူတို့တော့မချတာခဲ့ ခင်ဗျားတို့တို့လောက်မအောင်မြင်ခဲ့ဘူးခင်ဗျားတို့တို့လောက်အတိညာမရှိခဲ့ဘူးခင်ဗျားတို့ဒီအမေရိကန်နိုင်ငံသားရောက်တာကြုံသိမ့်မပြောက်ခဲ့ဘူးငါဘဝဘလို့တိုးတက်အောင်လုပ်ရမယ်မစဉ်းစားခဲ့ဘူးငါဘဝလူတွေကြားထဲမှာလူလူဘလို့နေထိုင်ရအောင်လည်းခင်ဗျားတို့မစဉ်းစားခဲ့ဘူးလူတွေနဲ့တင့်တိတ်ပတ်တရခင်ဗျားတို့မနေနိုင်ခဲ့ဘူးခင်ဗျားတို့အတူယူရမှာမပန်ဆယ်လို့ကိုလေးလေးမချစ်သူတွေရဲ့အတူခင်ဗျားတို့ယူရမှာသူတို့ဘလို့ဘလို့ရက်တိခဲ့ကြတယ်လေမိသားစုမိသားစုတစုတစ်ပြုံကြီး ရောက်လာကြတဲ့အချိန်မှာဒီလိုအိမ်လေးကငှားနေဘူးကတင့်တော်လားမတင့်တော်လားခင်ဗျားတို့စဉ်းစားခင်ဗျားတို့လည်းတခေါက်ကြက်တယ်မဟုတ်ဘူးသူတို့ကမိသားစုနဲ့နေလားမိသားစုကမိသားစုလိုပဲနေကြလားသူတို့ကလည်းလူပြင်လာရက်ပြီဟုတ်သူတို့ AC လောက်ချင်တယ်ခန်းကြီးလေးထဲမှာနေပြီးတော့မိသားစုလက်သူတို့နေပြီးတော့သူတို့ကလူပြင်လာရှင်လူပြင်လာရက်ပြီးသူတို့ကန်တီးချင်တာမဟုတ်ဘူးအဲခင်ဗျားတို့တတိတစဉ်းစားကိုလိုမတွေးနဲ့ခင်ဗျားတို့ကနေကြတဲ့အစိမ့်နဲ့တွေးတာသူတို့ကအမြင့်ဆုံးတွေးတာတော်လံပြည်သူတွေရင်ထဲကို ူတို့ရဲ့အမှုပညာတွေရောက်မှာဒီတော်လာရင်မှပြည်သူတွေတော်လာရုံမမေ့နိုင်ဘူးဆိုတာနေလှည့်ပြီးတော့အချင်းဆိုပြနေတာအားနေလို့ရားနေလို့တို့ဆိုနေတာမဟုတ်ဘူးခင်ဗျားတို့လည်းအားနေလို့ရားနေလို့ဒီ live ပေါ်တက်ပြီးတော့စာရီရေးလိုက် live ပေါ်တက်ပြီးတော့စကားကြီးပြောလိုက်အဲ့လိုလုပ်နေတာတော်တော်မှတကွမှမရှိဘူးတို့အချိန်ကတို့ရဲ့ schedule ကပြည့်နေတာခင်ဗျားတို့လည်းဒီနေ့ဘက်ကောက်ကိုဖောင်းထုတ်ရမယ်ဒီနေ့ဘက်ကောက်ကိုဆော်ရမယ်ဒီနေ့ဘက်ကောက်ကိုစာနဲ့ရေးပြီးတော့လုပ်ရမယ်ဒီနေ့ဘက်ကောက်ပုံထောင်ရမယ်အဲ့လိုလုပ်နေတဲ့အချိန်မှာတို့တို့လည်းမပါဘူးအဲ့ခင်ဗျားတိကိုအရန်ရေးကြည့်ရဲ့ ခင်ဗျားတို့ပြောလိုက်ရင်တော့ငါတို့ကဒေါ်လာရေးကိုဘယ်လိုပါဝင်နေတာဒေါ်လာရေးမှာဘယ်လိုမျိုးလှုပ်ဆောင်ပေးနေတာခင်ဗျားတို့ပြောနေတယ်။အဲခင်ဗျားတို့လောက်ကြရအလွဲဖြစ်နေတယ်။ကိုယ့်ကိုပြစစ်တာ။အဲတော့ကျွန်တော်ပြည်သူတွေပြောချင်တယ်။ဒေါ်လာရေးမှာအဲ့လိုအယောင်ဆောင်နေအများကြီးပါလေ။အားမပေးပါနဲ့။ရှုံချပါ။အဲ့လိုအယောင်ဆောင်ပြည်သူတွေဒီဒေါ်လာရေးမှာအစိတ်တောက်နေပဲဖြစ်တယ်။အခုပဲရှိပါကျွန်တော်တို့လည်းတော်လာပြည်သူတွေပါပဲကျွန်တော်တို့ဆိုလည်းတောက်လျှောက်တော်လာရေးကိုလောက်လာခဲ့တာပြည်သူတွေအများဆုံးသိပါတယ်။ဒီကျွန်တော်တို့လူမျိုးကိုတော့မှအန်ယူဂျီရဲ့လက်အောက်မှာရှိတဲ့ ဖြစ်လဲဝင်ကြီးဌာနမှာအလုပ်လုပ်နေပါလေဆိုတဲ့အောင်မောင်းခေါ်ခိုင်လေးကသူ့ရဲ့အကြောင်းကိုကျွန်တော်ကပြောပြလိုက်လို့ကျွန်တော်ကိုမြန်မာနိုင်ငံနဲ့ထိုင်းဝင်လာလို့ရှိရင်ကျွန်တော်ကိုတစ်တက်မယ်ဆိုပြီးတော့ချင်းချောင်းနေတာဒါတော်လာပြည်သူမဟုတ်ဘူးအယောင်ဆောင်နေတာတွေကအပြည်သူတွေသိစေချင်တယ်ပြည်သူတွေသိထားဖို့အရေးကြီးတယ်သူပြောတာတော့သူပြောတာတော့ပြည် NGO ပြည်ထောင်ဝင်ကြီးဌာနစစ်ထောက်တာကြီးအောင်မောင်းပါလေကျွန်တော်တို့လူမျိုးတွေကိုသူပြတ်တတ်တော့သူဘာကြိုးရှိပါလဲကျွန်တော်ချင်းချောင်းတယ်တက္ကသိုလ်ကြားရမှာဆိုတော့ကျွန်တော်တို့တော့ချင်းချောင်းသေးတယ် သူလုံးဝမလုံးဝစစ်ခွေးမရောက်နိုင်လို့အုပ်စုကိုသူတတ်ဖြတ်မှာလေကျွန်တော်တို့တတ်ဖြတ်မှာမဟုတ်လေအဲ့တော့အခုလင်းလင်းဟိုအခုကိုလင်းလင်းတို့မချစ်သူတွေတို့မပတ်ဆက်တွေကိုတိုက်ခိုက်နေတဲ့သူတွေအဓိကအမေရိကန်နိုင်ငံထဲမှာရှိတဲ့သူတွေဒီလိုရဆက်ပြီးတော့တိုက်ခိုက်နေတာမင်းတို့သတိထားပါမင်းတို့မင်းတို့ရဲ့လောက်ရတည်ပြီးလူလူလူလက်မခံနိုင်ဘူးငါတို့တွေလက်မခံနိုင်ဘူးတောက်ရှောင်မင်းတို့တိုက်ခိုက်ရင်တောက်ရှောင်မင်းတို့ကိုပြန်ပြီးတော့ပေါ်တော့မယ်အဲ့ဒါငါတို့ရဲ့အလုပ်ကမယ်လုပ်ပဲဒီဒေါ်လာရုပ်ရှေ့ဆက်ပြီးတော့ငါတို့အထိခိုက်မခံနိုင်တော့ဘူးငါတို့ကတော့ငါတို့ကအလုပ်ကိုငါတို့လုပ်မယ်ရှေ့ဆက်သွားမယ် မင်းတို့ရဲ့တိုက်ခိုက်လာမှုပုံကငါတို့ပြန်လဲတုံ့ပြန်မယ်။ငါတို့ဒီ Facebook ကိုကြောက်ရောက်လာပြီ။နော်။နားရီကတော်တော်ကြပြီ။နားရီကတော်တော်ကြပြီဆိုတာကဟိုကိုလောက်ရမယ့်အလုပ်တွေမလုပ်ဘူးမို့လုပ်တယ်။ဒါမှမဟုတ်ဒီ online ပေါ်တက်လာတာ။အခုပြန်လဲတက်လာပြီ။ဒီလိုငါတို့ရဲ့အမှုပညာရှင်တွေငါတို့ကိုရှေ့ရနေပြီးတော့မောင်းမမမွေရှာပေးနေတဲ့ online ရဲ့ငွေရှာပေးနေတဲ့သူတွေအားလုံးကိုမင်းတို့ဆက်ဆော့ကားရင်ငါတို့ကဆက်ပြီးတော့မင်းတို့ကိုခေါ်ထုတ်မယ်လို့တောက်ကြည့်နေရတယ်လို့ငါတို့ကြေညာရယ်နော်။အဲ့ဒါမင်းတို့လုပ်ရဲလို့ကြည့်ပါကွာနော်။လုပ်လို့ရတဲ့နေရာကနေပြီးတော့ပြောလို့ရတဲ့နေရာပြောရတဲ့နေရာပြောကြည့်လိုက်။ ဒါလည်းပြန်ရလာပြီအဲ့တော့ဒီ Facebook ပေါ်မှာအကျိုးရှိရှိအကျိုးရှိတဲ့စကားတွေကိုငါတို့ပြောဆိုသွားမယ်အဲ့တော့အခုလောလောဆယ်မင်းတို့တက်ခိုင်းနေတယ်ကိုလင်းလေးလို့မချစ်သူတွေလို့ပဲကနေပြီးတော့ငါတို့ရက်တည်ပြီးတော့ငါတို့ပြန်လှည့်ပြီးတော့မင်းတို့ကိုပြန်လှည့်ချိပါသွားမယ်ဆိုတာမင်းတို့မြင်မြင်သတိထားနေနားနေရကြပြီနော်အင်အားကြီးအပြည့်နဲ့ပြန်လာပြီအဲ့ဒါမင်းတို့သတိထားအဓိကပြောချင်တာအမေရိကန်နိုင်ငံထဲမှာရှိတဲ့သူတွေတယောက်ချင်းစီရဲ့နာမည်တိုင်နေနဲ့တက်ပြီးတော့လာမယ်နော်အဲ့တော့ငါတို့အားကြီးအပြည့်နဲ့ငါတို့ပြန်လာပြီဖြစ်တဲ့အတွက်အားလုံးကိုကျွန်တော်ဒီနေရာနေတော့ 不要太急嘛嘞，最好等下以色列多降嘛吧。